မင်္ဂလာပါကောင်းချီးမင်္ဂလာရှိသောနေ့တည်ဖြစ်ပါစေလို့နှုတ်ခွန်းဆက်ပါတယ်ဒါရပြတန်တော်ပါမှခန္ဓာစိတ်ဝိညာဉ်မဆခြင်းအမျိုးမျိုးကိုခံစားရပါမည်အကြောင်းလဲဆုတောင်းပေးပါတယ်ဒီမနေ့မှလည်းကျေးဇူးတော်အပြင်ကျွန်တော်နဲ့ဒုနုကပတ်တော်ဆင်ခြင်ဖို့ပြသခင်ပြင်ဆင်ပေးတဲ့အတွက်တမနိုးထုခန်းကြီး28အပိုင်းငယ်24ကိုဆင်ခြင်ဖို့ပြင်ဆင်ထားပါတယ်အချို့တို့သည် ပေါ်လူဤစကားကိုယုံကြ၏အချို့တို့သည်မယုံဘဲနေကြ၏ ဒီခန်းကြီးမှာတော့ယောမမျိုးကိုပေါ်လူရောက်သွားပြီဖြစ်ပါတယ်အဲ့ခါမှာသူ့တင်းကိုကြားတဲ့သူတွေက သူ့စီကိုရောက်လာပြီးတော့မှသခင်ယေရှုနဲ့ပတ်သက်တဲ့အကြောင်းကိုနားထောင်ကြပါတယ်ဘာကြောင့်လဲဆိုတော့ဒီယေရှုခရစ်တော်နဲ့ပတ်သက်တဲ့ဘာသာတရားကအပြစ်တင်ခံရတဲ့ဘာသာဆိုပြီးတော့မှနာမည်ကြီးပါတယ်ကနဦးအသင်းတော်ယုံကြည်သူတွေဟာဘလောက်တောင် မျက်နာငယ်စရာ ကောင်းပြီးတော့မှအများသူငါရဲ့ရှေ့မှာ ရှက်တကွဲအကျိုးနယ်ဖြစ်ရတယ်လဲဆိုတာကို တွေ့ရပါတယ်။ယုံကြည်ကိုးကွယ်တဲ့ဘာသာပင်လင်အနှိမ်ခံရတဲ့ဘာသာအပြစ်တင်ခံရတဲ့ဘာသာလို့ဒီလိုသတ်မှတ်ခြင်းခံရပါတယ်။ဒါပေမဲ့ယူဒလူတွေကပေါလုစီမှာလာပြီးတော့ယေရှုခရစ်တော်အကြောင်းကိုနားထောင်ကြတဲ့အခါမှာ ပေါလုကလည်းကောင်းမွန်စွာရှင်းပြတယ်။တနေ့လုံးတညလုံးတွင်တင်တယ်လို့ကျမ်းစာမှာပါရှိပါတယ်။တချို့တွေက ယုံကြည်ခြင်းတို့ရောက်ကြတယ်လို့ပြောတယ်။တချို့တွေကတော့မယုံကြဘူးလို့ပြောပါတယ်။အဲ့ခါမှာပေါလုကသင်တို့ prophet ပြုခဲ့တဲ့စကားကိုကြားဘူးတယ်မဟုတ်လားတဲ့။သင်တို့ဟာမျက်စိနဲ့မြင်ပေမဲ့လည်းအာယုံမပြုတ်ပဲ မြင်ကြလိမ့်မယ်။နားနဲ့ကြားနေရင်တောင်မှ နားမလဲပဲကြားကြလိမ့်မယ်။မင်းတို့ရဲ့စိတ်နှလုံးကမပြောင်းလဲတဲ့အခါကျတော့သင်တို့ရဲ့အသက်တာထဲမှာဘာမှထူးခြားမှု ရှိလာမှာမဟုတ်ဘူးဆိုတဲ့ ဒီ prophet ကျမ်းစကားအတိုင်းသင်တို့ပေါ်မှာဖြစ်လေတယ်လို့ပေါ်လူကပြောပါတယ်။ဒီနေရာမှာ ကျွန်တော်တို့စဉ်းစားစရာအကြောင်းတွေရှိပါတယ်။ကျွန်တော်တို့ရဲ့အသက်တာမှာလည်းပဲယေရှုခရစ်တော်ကိုယုံလို့သူတို့ဘာတွေရဲ့ရှေ့မှာကဲ့ရဲ့ပြစ်တင်ခြင်းခံရတယ်ဆိုရင်ရှက်သလား။ကိုကိုကိုခရိယန် ဖြစ်ရတာကိုသိငဲသလား။တကယ်တော့ဒါဟာသိငဲစရာအကြောင်းပါတစ်ခုမှမရှိဘူး။ယေရှုခရစ်တော်ကိုယုံကြည်ခြင်းကြောင့် ကျွန်တော်ရဲ့ဘဝအသက်တာမှာတမလွန်အတွက်ကောယခုဘဝအတွက်ကောအကျိုးကျေးဇူးခံစားရတာဖြစ်တယ်။ဒီသတင်းစကားကိုလူတွေကိုကြားပြောလို့လဲဘာမှရှက်စရာမရှိဘူး။ဘာကြောင့်လဲဆိုရင်ယုံကြည်တဲ့သူတွေကိုပြောင်းလဲစေမှာပဲဖြစ်ပါတယ်။မယုံကြည်တဲ့သူတွေကတော့သူတို့မယုံတဲ့အတိုင်းသူတို့ရဲ့အသက်တာမှာဘာထူးခြားမှုမှ ဖြစ်နေမှာမဟုတ်ဘူးဆိုတာကိုတော့သိရှိနားလည်ဖို့လိုပါတယ်။ကျွန်တော်တို့က ကြွေးကြော်ပြောပြရမယ်တာဝန်ရှိလို့လူတွေကိုယေရှုခရစ်တော်အကြောင်းကို ပြောပြနေတာပဲဖြစ်တယ်။မယုံကြည်တဲ့သူတွေအတွက်ကတော့သူတို့မယုံကြည်တဲ့အကျိုးကိုခံစားရမှာဖြစ်ပြီးတော့ယုံကြည်တဲ့သူကတော့ယုံကြည်ခြင်းရဲ့အကျိုးကိုခံစားရမှာပဲဖြစ်ပါတယ်။သို့တော်လည်းကျွန်တော်တို့ကတော့ကြိုက်သည်ဖြစ်စေမကြိုက်သည်ဖြစ်စေနားထောင်သည်ဖြစ်စေနားမထောင်သည်ဖြစ်စေယုံသည်ဖြစ်စေမယုံသည်ဖြစ်စေဒီသတင်းစကားကိုဖြန့်ဝေနေရမှာဖြစ်ပါတယ်။ တနေ့လုံးတညလုံးဟောပြောခွင့်ရမယ်ဆိုရင်လည်းဟောပြောနေရမှာပဲဖြစ်ပါတယ်။အွန်လိုင်းကပဲဖြစ်ဖြစ် ကိုယ်တိုင်တွေ့ဆုံခြင်းအားဖြင့်ပဲဖြစ်ဖြစ်တယ်လီဖုန်းနဲ့ပဲဖြစ်ဖြစ်ယေရှုခရစ်တော်ရဲ့အကြောင်းကိုနီလန်မျိုးစုံနဲ့လူတွေကြားသိစေဖို့ရအတွက် ကူညီပေးနေရမှာပဲဖြစ်ပါတယ်။တခွန်းစနှခွန်းစကြားရကနေဘုရားသခင်ကအလုလုံနိုင်တယ်ဆိုတာကိုသိဖို့လိုပါတယ်။ယုံကြည်ဖို့ရန်စောင့်နေတဲ့သူတွေကိုဒီနှုတ်ကပတ်တမန်တော်အားဖြင့် တွေ့ရှိပြီးသူတို့ရဲ့ဘဝအသက်တာတွေပြောင်းလဲခဲ့မယ်ဆိုရင် အမျက်ပဲဖြစ်ပါတယ်။ဒါကြောင့်မလို့ဝိညာဉ်တစ်လုံးဟာစัจ java လာထက်မကတန်ဖိုးရှိတယ်လို့ပြောတဲ့အတွေ့ဒီဝိညာဉ်တစ်လုံးကဲတင်ချင်းရခဲ့မယ်ဆိုရင် ကျွန်တော်တို့အတွက်စัจ java လာထက်မကတဲ့အမျက်ကိုရပြီဖြစ်ပါတယ်။ချစ်တော်မိဘညီကိုမောင်တို့မတို့ပေါ်လူကြီးကတော့နေမအားညမနာအချင်းထောင်ထဲမှာပဲဖြစ်ဖြစ်ချုံနောက်ချင်းခံရတာပဲဖြစ်ဖြစ်ဘယ်နေရာပဲရောက်ရောက် ိလိုတဲ့သူမိမြန်းတဲ့သူတွေကိုစိတ်ရှည်စွာတွင်တင်ဆုံးပါတယ်ဆိုတာကို တွေ့ရတယ်။နားလေအောင်ရှင်းပြတယ်ဆိုတာကိုတွေ့ရပါတယ်။ဒါကြောင့်ကျွန်တော်ရဲ့အသက်တာမှာလည်းနှုတ်ကပတ်တော်ကိုကြားနာခြင်းနဲ့သူ သိခြင်းလို့မိမြန်းတဲ့သူတွေကိုကျွန်တော်တို့ယေရှုခရစ်တော်အကြောင်းကိုပြောပြဖို့လိုပါတယ်။အစင်သင့်ဖြစ်နေဖို့လိုပါတယ်။ဒါကြောင့်မလို့စံစာမှာလည်းတင်းတို့မျောလင့်ခြင်းအကြောင်းကိုမိမြန်းလာခဲ့ရင်နူးညံ့သောသဘော နှိမ်ချတဲ့သဘောဘုရားသခင်ကိုကြောက်ရွံ့တဲ့သဘောနဲ့ပြန်ပြောဖို့အစဉ်သင့်ရှိနေရမယ်လို့ပြောပါတယ်။သင်တို့ရဲ့စကားမှာလဲစားအားဖြင့်ငံတော်အရာသာရှိတဲ့ကဲ့သို့ပဲပြောလီရရမှာအနှစ်သာရရှိပြီးတော့အရာသာရှိစေဖို့လဲတွန်းတင်ထားတာတွေ့ရပါတယ်။ချစ်တော်မိဘညီကိုမောင်နှမတို့စားငတ်နေတဲ့ဝိညာဉ်တွေကိုဖះနဲ့တွေ့ဆုံစေဖို့ရန်အတွက်ကျွန်တော်ရဲ့တသက်ခံခြင်းဝေမျှခြင်းကအမတန်အရေးကြီးတယ်ဆိုတာကို ဖော်ပြလိုပါတယ်ဖျက်ရှင်ကောင်းကြီးပေးပါစေဆုတောင်းကြပါစို့ကောင်းမြတ်တော်ဖျားကိုရုတ်ကိုကျေးဇူးတင်နေဒီနေ့နှုတ်ကပတ်တော်အားဖြင့်အရောက်တိုင်းရဲ့အသက်တာပေါ်မှာကိုရောကောင်းကြီးပေးပါကိုရဲအလိလာအချမ်းစီကိုနားလဲစေပါဘုံကြီးချင်းဂုံပြုချက်အလုံးစုံကိုကိုရောအားပေးပါတယ်ဒီနေ့နှုတ်ကပတ်တော်ကြားရတဲ့မိသားစုဝင်အရောက်တိုင်းရဲ့အသက်တာမှာလဲသခင်ဖျားအဖို့လို့ငါစိတ်အားထက်သန်ပြီးနှုတ်ကပတ်တရားတော်ကိုဖြန့်ဝေတော်သူများဖြစ်စေပါ ဧဝံဂေလိတရားအတွက် အသက်ရှင်သောသူများဖြစ်စေပါတို့ရဲ့ခန္ဓာစိတ်ဝိညာဉ်မှစခြင်းအမျိုးမျိုးကိုလည်းချပေးသနာပါမိအကြောင်းသခင်ယေရှုခရစ်တော်နာမ၌တဏိတာကိုစကပ်အနံဆုတောင်းပါ၏အာမင်